။ပါဠိစွာပါဒီကနေ့မက်လ9ရက်နေ့နရင်စရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအေးမြခိုင်ကတင်ဆက်ပေးသွားမှာပါ။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူနယ်စစ်တွေမြို့နယ်တွေကကြေးရွာတွေကိုစစ်ကောင်စီကဒရုန်းနဲ့ပုံကျဲတယ်ဆိုတဲ့သတင်းတိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမှာဒေသခံတွေဟာစစ်ကောင်စီရဲ့အနီးကပ်စောင့်ကြည့်ခြင်းကိုခံနေရတယ်ဆိုတဲ့သတင်းနဲ့မောင်တော်မြို့အဝင်နာခခငါအရှိကလမ်းမကြီးကို အေကရှင်းလင်းရေးပြုလုပ်ပေးခဲ့တဲ့ဆိုတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ရခိုင်ပြည်နယ်အတွင်းစစ်ကောင်စီတပ်တွေက drone နဲ့ပုံကျဲတက်ခိုင်မှုတွေဆက်လက်ဖြစ်ပွားနေပြီးဒေသခံတွေရဲ့လုံခြုံရေးနဲ့ဘဝတွေထိခိုက်နေကြောင်းသတင်းတွေအရသိရပါရယ်။ကြပ်ဖြူမြို့နယ်တစ်ပုတ်တောင်တိုင်းနယ်ဦးကင်းကြီးရွာကိုမတ်လ6ရက်နေ့နေ့လယ်ပိုင်းကစစ်ကောင်စီက drone နဲ့ပုံကျဲရှာခဲ့ပြီး အင်ချေအများအများမီးလောင်ပျက်စီးသွားခဲ့တယ်လို့ဒေသခံတွေကပြောကြပါရယ်။ရွာသားတွေဟာတိုက်ပွဲတွေကြောင့်အရင်ကတည်းကဆွေးပြေးရှောင်နေကြရတဲ့အတွက်လူထိခိုက်မှုမရှိဘဲနေအိမ်တွေသာပျက်စီးသွားခဲ့ရတာဖြစ်ပါရယ်။ဒါအပြင်စစ်တွေမြို့နယ်ဝါဘိုကြီးဝါကိုလည်းမက်လ6ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီက drone နဲ့ပုံကျချခဲ့ပြီးနေအိမ်တွေမီးလောင်ပျက်စီးသွားခဲ့ရပါရယ်။ ဝါဘိုကြီးရွာကဒေသခံတွေဟာလည်းအရင်ကတည်းကစစ်ဘေးရှောင်နေကြတာဖြစ်ပြီးဖေဖော်ဝါရီလ26ရက်နေ့ကလည်းစစ်ကောင်စီလက်တက်ကပုံကျေချခဲ့တာကြောင့်နေအိမ်တစ်စိကျော်မိလောင်သွားခဲ့ရပါတယ်။ဒါအပြင်ဝါဘိုကြီးရွာနဲ့အနီးအနားကြီးရွာတွေကိုစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့နှိမ့်စင်ပစ်ခတ်မှုတွေရှိနေတယ်လို့ဒေသခံတယောက်ကပြောဆိုပါတယ်။ဒီအခြေအနေတွေဟာဒေသခံတွေရဲ့လုံခြုံရေးနဲ့ဘဝတွေကိုဆူဆူဝါးဝါးထိခိုက်နေပြီးစိုးရိမ်မှုတွေလည်းမြင့်တက်စေတယ်လို့ပြောဆိုပါတယ်။ စစ်ပေးတံနဲ့စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်ဒေသခံတွေဟာနေအိမ်တွေ၊စိုက်ခင်းတွေနဲ့လူမှုဘဝတွေများစွာပျက်စီးဆုံးရှုံးနေရပြီးလူသားရှင်းစာနာမှုဆိုင်ရာအကူအညီတွေလည်းလိုအပ်နေကြပါသေးတယ်။ကျပ်ဖြူမြို့နယ်မှာအရခတက်တော် EA နဲ့စစ်ကောင်စီတို့အကြားတိုက်ပွဲတွေပြင်းထန်နေပြီးဒေသခံတွေဟာစစ်ကောင်စီရဲ့အနီးကပ်စောင့်ကြည့်ခြင်းကိုခံနေကြရပါတယ်။ကျပ်ဖြူမြို့နယ်မြို့နယ်အတွင်းကဌာနဆိုင်ရာရုံးတွေမှာ ရင်းနဲ့စစ်ကောင်စီတပ်တွေကလုံခြုံရေးယူထားပြီးစောင့်ကြည့်နေတယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေအရသိရပါတယ်။စစ်ကောင်စီဟာဌာနဆိုင်ရာရုံးတွေမှာရှာထားတဲ့စစ်ကြောင်းတွေကနေမျိုးကိုကင်းလှည့်ပြီးမျိုးခံတွေရဲ့ဖုံပြောဆုံမှုတွေကိုတောင်းဒရုန်းတွေနဲ့စောင့်ကြည့်ကတပ်ပုံရယူမှုတွေရှိနေတယ်လို့ဆိုပါတယ်။ရခိုင်တပြည်နယ်လုံးနီးပါးဖုံးလိုင်းတွေဖြတ်တောက်ခံနေရပေမဲ့ကြောက်ဖြူဒေသမှာတော့နေရာကွက်ကြားဖုံးလိုင်းတွေရရှိနေတာဖြစ်ပါတယ်။ဒီလိုဖုံးလိုင်းရရှိနေတဲ့နေရာတွေကိုစစ်ကောင်စီကသိရှိထားပြီး ကင်းထောက်ဒရုန်းတွေနဲ့စောင့်ကြည့်နေတာဖြစ်တယ်လို့ဒေသခံတွေကပြောကြပါဗျ။ဒီအခြေအနေတွေဟာဒေသခံတွေရဲ့လုံခြုံရေးနဲ့လွတ်လပ်ခွင့်တွေကိုထိခိုက်နေပြီးစိုးရိမ်မှုတွေလည်းမြင့်တက်နေကြပါဗျ။ဒေသခံတွေဟာစစ်ဘေးဒဏ်နဲ့စောင့်ကြည့်မှုဒဏ်တွေကိုတချိန်တည်းမှာခံစားနေကြရတာကြောင့်လူမှုဘဝတွေပိုပြီးခက်ခဲလာနေတယ်လို့ဆိုပါတယ်ရှင်။မောင်တော်မြို့အဝင်နခခ98လမ်းမကြီးဘေးဝေးရတခြားမှာရှိနေတဲ့ ကဘာကျင်းတွေ ပြစ်ကျင်းတွေကတုတ်ကျင်းတွေနဲ့ဆက်သွေးရေးကျင်းတွေကိုအာရခတတော်အေက မနေ့ကရှင်းလင်းမှုပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။နခခ9ရှစ်လမ်းမကြီးတွေကိုမနေ့ကမနက်ကစပြီးအေအေတပ်ဖွဲ့ဝင်တွေနဲ့စစ်တုံးပန်းတွေစုပေါင်းကရှင်းလင်းမှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့မောင်တော်ဒေသခံတယောက်ကပြောဆိုပါတယ်။ဒီလမ်းမကြီးဟာကုန်တန်ရှိန်များတဲ့ကားကြီးတွေဝင်ထွက်သွားလာနေတာကြောင့်လမ်းပြိုကျမဲ့အနေအထားကို ရောက်ရှိနေပြီး အခုတော့အလုံးရှင်လင်းပြီးစီးသွားပြီဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။လမ်းမကြီးပေါ်ကိုသွာလာရေးလွေကူစေဖို့အတွက်ရှင်လင်းရေးပြုလုပ်ထားပြီဖြစ်ပေမဲ့လမ်းဘေးဝေးရတစ်ဖက်တစ်ချက်မှာမြေမြုံမှန်းတွေ ရှိနေသေးကြောင်း AA ကတတိပေးဆိုင်ဘုတ်တွေကကအတိပေးထားတယ်လို့ဒေသခံတွေကပြောကြပါတယ်။ဒီလမ်းမကြီးတစ်လျှောက်ကို AA ကဇန်နဝါရီလ2ရက်နေ့ကလည်းမိုင်းရှင်းလင်းရေးပြုလုပ်ခဲ့ပြီးမိုင်းအလုံးရေတရာကျော်ကိုတူဖော်ရရှိခဲ့ပါတယ်။ ဒီလိုမှိုင်းရှင်းလင်းမှုတွေဟာဒေသခံတွေရဲ့လုံခြုံရေးနဲ့သွားလာရေးတွေမှာပုံမလွယ်ကူစေဖို့အတွက်ရည်ရွယ်ပြီးပြုလုပ်ခဲ့တာလို့သိရပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံတဝမ်းမှာစစ်ကောင်စီရဲ့အခြေစိုက်တပ်စခန်းပေါင်း184ခုတက်မနေကိုတော်လန်ရေးအင်အားစုတွေကသိမ်းပိုက်ထားပြီ စစ်ကောင်စီလက်လွတ်လိုက်ရတဲ့စခန်းအများစုဟာရခိုင်ပြည်နယ်ရှမ်းပြည်ကဖြစ်တယ်လို့ ISP မြန်မာကမတ်လ6ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ရခိုင်နယ်ရှမ်းပြည်မှာတိုင်းစစ်ဌာနချုပ်နှစ်ခုအပါအဝင်အခြေစိုက်တပ်စခန်းပေါင်း140တခုထပ်မံနေကိုစစ်ကောင်စီကလက်လွတ်ဆုံးရှုံးခဲ့ရတာပါ။မပခနေမြေအတွင်းစစ်ကောင်စီရဲ့အခြေစိုက်တရင်132ခုအနက်25ခုကိုတော်လှန်ရေးအင်အားစုတွေကတိုက်ပိုက်ထားပြီး နမခနေမြေအတွင်းကအခြေစိုက်တက်ရင်80အနက်၅ခုကိုတော်လင်းရေးအင်အားစုတွေကတင်ယူထားတာဖြစ်ပါတယ်။ဒါအပြင်ရမခနေမြေအတွင်းအခြေစိုက်ထားတဲ့တက်ရင်83ခုအနက်85ခုကိုတင်ပိုက်ထားသလိုရပခနေမြေအတွင်းအခြေစိုက်ထားတဲ့တက်ရင်129ခုအနက်6ခုတို့ကိုလည်းတော်လင်းရေးအင်အားစုတွေကတင်ပိုက်ထားပြီးဖြစ်တယ်လို့ ISP မြန်မာကဖော်ပြထားပါတယ်။ လက်ရှိစည်ရင်းဟာ2021ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့အထိကောက်ယူထားတာဖြစ်ပြီးစစ်ကောင်စီလက်လွတ်လိုက်ရတဲ့အမိပေးကွက်ကွင်းမှုဌာနချုပ်တွေတိုက်ခိုက်ရေးတပ်ရင်းတွေလက်ယုံတပ်တွေနဲ့လက်ယုံအကူတပ်တွေရဲ့အထိုင်ချအခြေစခန်းတွေကိုသာဖော်ပြထားတာဖြစ်တယ်လို့ ISP မြန်မာကဆိုပါတယ်နိုင်ငံတကာသတင်းတပုတ်အနေနဲ့အမေရိကန်တောင်ကိုရီးယားစီးရီးလက်ချင်းမှုအတွင်း မြောက်ကိုရီးယားနေဆက်အနေကပိုရွှမ်းမျိုးကလူနေအိမ်တွေအပေါ်ဘုံးတွေမတော်တဆကြားရောက်ခဲ့ပြီးအနည်းဆုံးလူ15ရောက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းတွေကဖော်ပြကြပါတယ်။ဒီမတော်တဆမှုဟာအမေရိကန်တောင်ကိုရီးယားပုတ်တွဲစီရေးလေ့ကျင့်မှု Freedom Chef မစတင်မီအကျိုးလေ့ကျင့်ခန်းတွေပြုလုပ်ချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီးတောင်ကိုရီးယားစစ်တပ်ကအတည်ပြုခဲ့ပါတယ်။ဒီလေ့ကျင့်ခန်းအတွင်းတိုက်လီယန်တွေကဘုံးရှစ်လုံးကို အရက်သားတွေနေထိုင်ရာနေရာကို မှာရင်ကြေရှခဲ့မိတာကြောင့်ဒီလိုမတော်တဆမှုဖြစ်ပွားခဲ့တာလို့တောင်ကိုရီးယားလေတက်နဲ့မိသက်အရာရှိတွေကပြောကြပါရယ်။ဒဏ်ရာရရှိသူ15ယောက်အထက်က2ယောက်ဟာဒဏ်ရာပြင်းထန်မှုရရှိခဲ့ပေမဲ့အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ဆိုပါရယ်။ဒဏ်ရာရရှိသူတွေအထက်မှာစစ်သား2ယောက်နဲ့နိုင်ငံခြားသား2ယောက်လည်းပါဝင်တယ်လို့မိသက်တပ်ဖွဲ့ဝင်တွေက ပြောကြပါရယ်။ဒီမတော်တဆမှုကြောင့်ဖျားရှိခိုးကြောင်းလူနေအိမ်၅လုံးဖက်လုံးအိမ်၃လုံးနဲ့ကိုထောင်၃လုံးအပါအဝင် အဆောက်အဦရှစ်လုံးပျက်စီးခဲ့ရပါတယ်။ပျက်စီးဆုံးရှုံးမှုတွေအတွက်ရောကျင်းငွေတွေအပါအဝင်လိုအပ်တဲ့အစီအမံအလုံးကိုအမြန်ဆုံးအကောင့်တွေပေါ်ဆောင်ရွက်ပေးသွားမယ်လို့လည်းတောင်ကိုရီးယားလီဒါကပြောကြားခဲ့ပါတယ်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွင်မှလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ကျမတို့နရင်းစရာသတင်းဌာနကထုတ်လွှင့်တဲ့သတင်းတွေကို www.narinsia.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ narinsia ရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျေးမွှေးလန်းကြပါစေရှင်။